လူနာရှိကြီးမာကလည်းသူလည်းပကြီးဆွဲလက်စာကြီးမို့လို့အပြင်လောကကိုပြန်သွားမယ်လို့ဆိုလာပါတယ်။ထူးဆန်းတာကလူနာရှိကြီးမာကတော့သူ့မိဘတွေကပကြီးဆွဲတာအားပေးအားမြောက်ပြုကြပါတယ်။တနည်းရောဟန်နာကိုကရှိကြီးမစီတောင်းဆိုစရာရှိလို့ရောက်လာပါတယ်။ဒါကိုရှိကြီးမာကစာအုပ်ထဲသူ့ပုံဆွဲပြီးအပြင်ထုတ်လိုက်တယ်။ကိုကွန်းနဲ့စကားပြောပါအတိညာကတော့ပေါင်းလုံးတာဆိုပြီးထွက်သွားပြန်ပါတယ်။ပကြီးခန်းနဲ့ရေလင်းဝင်လာပြီးပုံကြီးဆွဲနေရတဲ့သူ့ဘဝကိုညီငွေ့လာပြီးဆိုကပကြီးကားတွေကိုရေရှိနေတဲ့ကြမ်းမြင့်မော်ကိုလှဲချပစ်လိုက်တော့တယ်။တာဝါဝေရနာကနေလည်းပကြီးဆွဲတဲ့ပစ္စည်းတွေကိုလွှတ်ပစ်လိုက်တာပါ။ အခုချိန်မှာတော့ရှီဂျီမာကအချွန်နဲ့လူနာရှီဂျီမာကိုဝင်ထိုးလို့ဂျာရှီယိုကကြားဝင်ပြီးခဲလိုက်ရတယ်။တကယ်တော့လူနာရှီဂျီမာကသာရှီဂျီမာဆစ်ဖြစ်ပါတယ်။စေယုံမှာနေမကောင်းတာမို့လို့ပုံနေဆက်ဆဲဖို့အတွက်ကိုဝါရှီဂျီမာကိုထုတ်ပြီးဆက်ဆဲခိုင်းရနေခြင်းမှာအပြင်လောကမှာမပြောဝင်မဲ့ဗဂျီကာရဲမှာတော့ပျော်ရွှင်ခြင်းနဲ့ဆန္ဒရှိပါတယ်။အဲ့ဒီချိန်မှာအစာအုပ်တွေပြိုကျလာလို့ရှီဂျီမာဆစ်ဖြစ်တဲ့လူနာရှီဂျီမာကရာရှီယိုကိုခေါ်ကထွက်ပြေးပါတယ် ခေါမိုးတက်ကနေမိုးပေါ်တက်သွားတယ်။မှော်ဆန်းတဲ့လေကတခုနာရောက်ခဲ့ကြပြီ။ဒါဟာထပ်ပေါက်လည်းဖြစ်ပါတယ်။လေကကိုရှိချီမာကတက်လို့ရရင်ပဲရရှိူကတော့နင်းလို့မရပါဘူး။သူချက်တော့ဝါနေတော့နင်းမရဘူးထင်နေပေမဲ့ဒါကရှိချီမာရဲ့လက်တွေဘဝကိုထပ်သွားရမယ်ထပ်ပေါက်မို့လို့ရှိချီမာပဲလေကတွေကိုနင်းလို့ရနေတာပါ။ရာရှိယိုကသူ့ရဲ့ထပ်ပေါက်ကိုသူ့ဘာသာသူဆက်ရှာရမှာပါဒါပေမဲ့အဲ့နေရာကိုရှီဂျီမာကခေါ်သွားပြီးတိမ်မော်တနေရာကနေတွန်းချလိုက်တာအောက်မကျရဲ့အလေလောက်မှာရာရှိယိုကတဖက်မှာသတိလစ်နေရာကနေကန်သတိရလာပါ යි မစ္စူဘာနဲ့မီနာမာတိုကိုတွေ့လိုက်ရပြီးရှီဂျီမာကိုဂျိုးနဲ့တော့ပြီးတွဲလောင်းချီကဖမ်းထားတာပါမကြခင်သေတော်မာကိုရာရှီယိုကဟန်နာကိုကိုတွားရည်ကျင်တယ်လို့ပြောလာပါတယ်သူတို့ရာရှီယိုစီရောက်လာရတာဟာထောက်ဝက်ဂျိုးကြီးပြင်ပင်ထားတဲ့စုတ်တန်လေးကခေါ်လာပြီးတာကြောင့်လို့ပြောပါတယ်စုတ်တန်လေးကရှီဂျီမာရဲ့ကိုယ်ပဲဖြစ်ပြီးသူတို့အပြင်တွဲလို့ရမယ့်ပြင်ပောက်ကိုပြသပေးလိုက်ပါတယ်ဒီမှာနဲ့အပိုင်းဆက်တက်ကပြီးဆုံးသွားပါတယ် တကယ်တော့ဗရင်မောင်းအပင်ကလေပေါ်မှာဘောလုံးပေါ်နေတဲ့လှေကားကနေအမြင့်တနေရာကိုတက်လာပြီးခေါမိုးထက်ကိုရောက်သွားပါတယ်။ခေါမိုးထက်ကနေမြင်နေရတဲ့လာမင်းကြီးကထပ်ပေါက်ဖြစ်တဲ့အကြောင်းရှီဂျီမာကပြောလာတယ်။အဲဒီအချိန်ဟန်နာကိုပေါ်လာပြီးမူလကပါစီပြန်ဖို့ဖြောင်းပြပါတယ်။ဖြောင်းပြမရလို့ဟန်နာကိုကိုတိုက်ခိုက်ပြီးခေါ်သွားဖို့ပြင်ကြတယ်။ဟန်နာကိုကမူလကပါစီမပြောင်းချင်ရတာကအဲ့ဒီမှာဆိုရင်ရရှိရဲ့တက်တန်းကတိုးမယ်။ဒီကွာမှာဆိုရင်တော့ဆွဲဆန့်ထားလို့ရသေးလို့ပါပဲ။ ရှီဂျီမာကသူ့ရဲ့နာမည်ပိုင်တဲ့ထဲမှာပဲရှိသေးတာကြောင့်ဟန်နာကိုကိုဟက်ကူးကြိုတိုင်းတုံးလို့မရအောင်လုပ်ပစ်လိုက်တာပါ။ဒါပေမဲ့လာမင်းစီသွားဖို့သူတို့မှအခုထိပလန်မရှိသေးပါဘူး။ဒါနဲ့ရာရှီကိုကစုတ်တန်စီမှာလာမင်းစီသွားနိုင်မယ့်အရာတစ်ခုဖန်ဆင်းပေးပါလားလို့တောင်းဆိုလိုက်တော့သုံးမိန်စပိန်တစ်ခုကိုထုတ်ပေးပါရယ်။တခြားသူတွေအကုန်တင်ပြီးရာရှီကိုကဥဆောင်ကလာမင်းစီနင်းသွားလိုက်တော့တယ်။ဒါပေမဲ့ဟန်နာကိုကမပြန်စီချင်သေးတာကြောင့်နောက်တဲကိုဖြုံမလို့လုပ်ပြီးနှောက်ရှက်လိုက်တာပါ။ဒါကိုဝင်တားရဲ့ရာရှိကလည်းဟန်နာကိုနဲ့ဘလုံးမတွေးဖြစ်ကအောက်ဘက်စီကိုပြုတ်ကျသွားတယ်။ ။နေရလို့တိတ်ပြီးထိခဲ့ကြရင်ပဲစိတ်ကူးရင်ကဘာဖြစ်နေရကြောက်အိဆက်ညံ့ညောတဲ့တိတ်မီပေါ်ပဲပြုတ်ကျသွားကြတာပါ။ရာရှိကဟန်နာကိုရဲ့လက်ကလေးကိုကင်စားတွေ့ကြတဲ့ကနေအခုချိန်ထိအကြောင်းအရာတွေကိုစဉ်းစားရင်ငါမူလကဘာမှာပဲအသက်ရှင်နေတယ်။အခုချိန်ထိရောနောင်ရောနှစ်90နောက်ပိုင်းရောငါရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမှလားလို့မေးလိုက်ပါတယ်။ ဟန်နာကိုကကီစီပေးမယ်လို့ပြောပြီးနောက်ဘက်ကတိမ်တိုက်တွေမရှိတော့တဲ့နေရာကိုတွန်းချလိုက်လို့ရာရှိယိုကလည်းပြုတ်ကျသွားပါပြီ။ဒါပေမဲ့ဟက်ကူးဂျူတိုင်းနဲ့ပြန်ခေါ်လိုက်ပြီးအားလုံးကိုဘူပေါင်းကြီးတစ်လုံးပေါ်တင်ပေးလိုက်တယ်။ဘူပေါင်းကချုပ်ယိုးပြီးပြီးအောက်ဘက်ကိုပြုတ်ကျလာတယ်။ရာရှိယိုကသတိရလာတော့ပကြီကန်းတစ်ခန်းထဲမှာရောက်နေပါရဲ့။ကျဲငယ်မှလည်းရေရင်နဲ့ပါ။ရှီဂျီမာကသူ့ကိုယ်ခွေးရင်နဲ့တွေ့ခဲ့ရပြီးအခုကမှသူ့အစ်စ်ဖြစ်တယ်လို့ပြောလာပြန်ပါရဲ့။ရှီဂျီမာကရာရှိယိုတေဆုံးပါကိုတားဖို့အတွက်စဲကျဲဖို့တက်အချိန်ကိုတားနိုင်တဲ့ အကနဲ့နဲ့တွဲဆောင်ဆွေးနွေးဖို့ပြောပြီးချီချီမှအမဲခံထားခဲ့တဲ့စာအုပ်လေးကိုရာရှိဦးကိုပေးလိုက်ပါတယ်။အဲဒီစာအုပ်ကိုဖြည့်ပြီးဖြည့်စီလိုက်တဲ့အခါမှာပကြီကားလောကတွေကမှတ်ညံတွေကိုပါလိုက်ပြီးဖြည့်စီသွားမှာဖြစ်ပါတယ်။ဒီလိုနဲ့မူလကဘာကိုအကုန်ပြန်ရောက်သွားကြပါပြီ။မီနာမာတိုနဲ့ရာရှိဦးကမိန်းကလေးအိမ်သားပြက်တဲ့ကိုဟန်နာကိုသွားရှာတာကိုကတွဲလောင်းဆောက်တူကြီးပေါ်လာလို့လန့်သွားကြပါတယ်။ရာရှိဦးကဒါကငါ့ရဲ့မူလကဘာပဲ။ငါအသက်ရှင်နေတာဒီမှာပဲမို့လို့လို့စိတ်ထဲကနေပြောပြီးဒီမှာနဲ့စက်သိမ်းထားပါတယ်။ဒါကတွဲလာဖို့ဟန်နာကိုခန့်။စီစဉ်တူရဲ့အဆုံးသတ်လည်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ Red Thru ပဲဖြစ်ပါတယ်။ဒီတော့မှာကျွန်တော်ရဲ့ official account ဖြစ်တဲ့ Red Thru Entertainment ကိုဖွင့်ထားပါတယ်။အဲလိုပဲ Facebook မှာလည်း Red Thru Knowledge ဆိုပြီးတော့ page ဖွင့်ထားပါတယ်။ကျွန်တော်အဲ့ဒီ platform တွေအနေနဲ့ support ပေးလို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။